တနစ်ထက်တနစ်ဂိုးတွေပိုးသွင်းပြလာနိုင်တဲ့ဆက်ရုပ်ကြီးမောင်ဟာလဲဟာလန်းဆိုတဲ့နာမည်ကိုကြားလိုက်အောင်နဲ့သွင်းဂိုးတွေကိုပဲပြင်းပြမိကြမယ်ဆိုတာသိကြပါဗျ။ ဟုတ်ပါတယ်နော်အဲ့ဒီလိုဖြစ်အောင်လဲဟာလန်ကပရိသတ်တွေကိုတက်တည်ပြထားပြီးသားဖြစ်ပါတယ်ဟာလန်လို့စပြီးတော့ပရိသတ်တွေကိုသိစေခဲ့တာကနော်ဝေယူ20အတွက်တယောက်တည်းကိုကိုအထိသွင်းယူနိုင်ခဲ့တာကနေစတင်ခဲ့တာလို့ဆိုရပါမယ်အဲ့ဒီနောက်မှာတော့ဟာလန်ဟာဥရောပထိပ်သီးအသင်းကြီးတွေသတိထားမိစေဖို့ဒေါမွန်အသင်းကြီးကိုပြောင်းရွှေ့လာခဲ့ပါတယ်ဒေါမွန်မှာလည်းဟာလန်ရဲ့သွင်းကူးစွန့်ရည်တွေကပိုကောင်းလာခဲ့ပြန်ပါတယ်ဟာလန်ကဒေါမွန်အသင်းအတွက်ပုတ်ထွက်ပါတယ်ဟက်ထရစ်သွင်းယူခဲ့ပြီးတော့သူ့ရဲ့စွမ်းဆောင်ရည်ကိုဆက်လက်ပြသခဲ့ပါတယ်အဲ့ဒီနောက်မှာတော့လက်ရှိမန်စီးတီးအသင်းမှာဟာလန်ရဲ့သွင်းကူးတွေကိုဆက်လက်မြင့်တင်ခဲ့ရပါတယ် ်ဒါပေမဲ့ထူးဆန်းတာကဟာလင်းရဲ့ဂိုသွန်းစွမ်းဆောင်ကြီးကတစ်နှစ်ပြီးတစ်နှစ်ပုံမကောင်းမွန်နေခဲ့တာပဲဖြစ်ပါတယ်ဒီနေရာမှာပြည်သက်တွေမျက်စိတွေရှင်းလင်းသွားအောင်လို့အချက်လက်တွေနဲ့ဖော်ပြပေးစင်ပါတယ်ရှင်ဟာလင်းကမန်စီးတီးအသင်းကိုစတင်ရောက်ရှိလာခဲ့တဲ့2022-2023ရာသီကပရီးမီးယားလိဂ်မှာ36ခုနဲ့တွင်ကိုအများဆုံးကစားသမားအဖြစ်စံချိန်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဂျာပြန်ချန်ပီယံလိဂ်မှာလည်းတွင်ကို၁၂ဂိုးနဲ့ဟာလန်ကဂိုးသွင်းအများဆုံးစုကိုသိမ်းပိုင်နိုင်ခဲ့ပါတယ်။အေဒီ2022-2023ရာသီကဟာလန်ကမန်စီးတီးအတွက်ပြိုင်ပွဲစုံ53ပွဲမှာ59ဂိုးအထိသွင်းယူထားပြီးတော့ဂိုးပန်ချီမှု6ချိန်အထိပြုတ်လုပေးထားခဲ့ပါတယ်။အေဒီ2023-2024ရာသီမှာလည်းဟာလန်ဟာမန်စီးတီးအတွက်ပြိုင်ပွဲစုံ55ပွဲမှာ38ဂိုးနဲ့ဂိုးပန်ချီမှု6ချိန်အထိပြုတ်လုပ်နိုင်ခဲ့ပြီးတော့မန်စီးတီးအသင်းကိုထန်းတင်ပေးနိုင်ခဲ့ပြန်ပါတယ်။ ဒါပေမဲ့2024-2025ရာသီဖြစ်တဲ့ပြီးခဲ့တဲ့ရာသီမှာတော့ဟာလန်ရဲ့စွမ်းဆောင်ရည်ကအနည်းငယ်ကျဆင်းခဲ့ပါတယ်။ဒါကမက်ဆီတီတသင်းလုံးကခြေစွမ်းကျဆင်းခဲ့တာနဲ့တူဟာလန်ကလည်းတယောက်တစ်ရုံးကန်ပြီးဖို့မလုံလောက်ခဲ့တာကြောင့်လည်းပေါင်ဝင်နေခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီမှာတော့ဟာလန်ကပြိုင်ပွဲစုံ44ပွဲမှာ32ဂိုးသွင်းယူပြီးတော့ဂိုးပန်တိမှု၄ချိန်အထိရရှိအောင်စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ဒီအချက်ကမန်စီးတီးလိုအသင်းအတွက်မလုံလောက်ဘူးဆိုပေမဲ့တိုက်စင်မှုတရားရဲ့အချက်လက်တွေနဲ့ကြည့်မယ်ဆိုရင်တော့ဟာလင်းရဲ့အတွင်းကိုတွေကကြမတော်ဘူးဆိုတာမျိုးတွေ့ရမှာပါ။ဒီရာဒီမှာတော့ဟာလင်းရဲ့စွမ်းဆောင်ရည်ကအရင်နဲ့မတူတော့ပဲပူကြောက်စရာကောင်းတဲ့တိုက်စင်မှုတရားဖြစ်ပြန်လာနိုင်ခဲ့ပါပြီရှင်။လက်ရှိပရီးမီးယားလိဂ်ဆက်ပွဲမှာဟာလန်ရဲ့အတွင်းကိုက73ဂိုးအထိရှိနေပြီဖြစ်သလိုချန်ပီယံလိဂ်မှာလည်းအတွင်းကို9ဂိုးရရှိနေပြီဖြစ်ပါတယ်။ ီပမာဏကဟာလန်ရဲ့မန်စီးတီးကစားသမားဘဝပထမရာသီရဲ့စံချိန်ကိုလိုက်မီလူနီးပါးအထိဖြစ်နေပါပြီ။ဒါပေမဲ့ဟာလန်ဟာမန်စီးတီးအသင်းအတွက်ချန်ပီယံလိဂ်၅ဘွဲ့ဆက်တိုက်ဂိုးသွင်းပေးနိုင်ခဲ့တာကြောင့်မတူညီတဲ့အသင်း၃တဲမှာ၅ဘွဲ့ဆက်တိုက်ဂိုးရရှိခဲ့တဲ့တိုက်စစ်မှုတစ်ဦးအဖြစ်ဟာလန်ကစံချိန်တင်နိုင်ခဲ့ပါတယ်။ဒီအချက်တွေကိုကြည့်မယ်ဆိုရင်ဟာလန်ရဲ့ခြေစွမ်းကတသမတ်တည်းရှိနေတယ်ဆိုတာကတန်တရားဖြစ်စရာမလိုပါဘူး။သွင်းကိုရီနဲ့ပတ်သက်ရင်စံချိန်တစ်တည်းရနေတယ်ဆိုတာဟာလန်အတွက်ကောင်းမွန်တယ်ဆိုပေမဲ့ဂျပကမန်စီးတီးအသင်းတတော်ဟာလန်ကိုပဲမိကိုနေရတယ်ဆိုတာပေါ်လွင်နေပါတယ်။ ်ဒီရတဲ့ပရီးမီးယားလိဂ်ဆက်ပွဲမှာမန်စီးတီးတစ်သင်းလုံးရဲ့သွင်းကိုက90ရှိပေမဲ့ဟာလန်တယောက်ထဲကပဲ73ဂိုးအထိသွင်းယူပေးထားတာကိုကြည့်ရင်သိနိုင်ပါတယ်ဒီတော့ဟာလန်ချေစွန်းပြရင်မန်စီးတီးအတွက်အနိုင်ရဖို့ဆိုတာမခက်ခဲသလိုဟာလန်ချေစွန်းပြောင်းနေရင်တော့မန်စီးတီးတို့ရုံးကန်နေရတတ်ပါတယ်ဒါပေမဲ့ဟာလန်ကတော့စက်ရုပ်ကြီးလိုအမိပြောင်အတိုင်းအသင်းအတွက်ဂိုးတွေကိုစက်တိုက်သွင်းယူပေးနေအောင်မယ်ဆိုတာကတော့အသေးချပါပဲ။ဒါကြောင့်တရားသီမာလည်းဟာလန်တယောက်သွင်းကိုယ်တွေနဲ့ပတ်သက်ပြီးတော့စံချိန်တစ်တည်တင်နိုင်ခရင်လည်းအောင်းစရာမရှိပါကြောင်းတင်ဆက်ပေးလင်းရပါတယ်ရှင်။ အစုံနှစ်ကြည့်ပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။